င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းမြဝင်စက်တဲ့ကိတ်ကိုယူနီကောင်းတပွဲကတိုက်ခိုက်သွားအောင်စစ်စစ်သားအလုံးထွက်ပြေးတနက်တစ်ချက်မပောက်ဘဲတင်ပိုင်နိုင်ခဲ့။သခိုင်းနိုင်သခိုင်းမြဝင်ဂျပန်စစ်တဲ့ကိတ်ကိုတိုက်ခိုက်ရန်သွားရောက်စဉ်မှာစစ်သားအလုံးထွက်ပြေးသွားပြီးတနက်တစ်ချက်မပောက်ဘဲတင်ပိုင်နိုင်ခဲ့ကြောင်းယူနီကောင်းပြကြားတပွဲ UTF ကတော့ပြန်နေစတေမာ၂၀ကြာအနေမှာသခိုင်းမြဝင်ဝါချချင်းရတောင်ပွဲမှာရဲဂျပန်စစ်တဲ့စစ်စဲကိတ်ကိုယူနီကောင်းတပွဲကပြစ်ကတ်တိုက်ခိုက်ရန်တော်ရောက်စင်မှာဂိတ်စကန်ရှင်စစ်သားအလုံးကားနဲ့ထွက်ပြေးတင်ဆောင်သွားပြီးတနက်တစ်ချက်မပောက်ဘဲ ိမ့်ပိုင်နိုင်ခဲ့ကြောင်းသိရတယ်။ထို့သောဂျပန်စစ်တပ်စစ်ဆေးဂိတ်ကိုသိမ့်ပိုင်ပြီးနောက်ရှင်းလင်းလုံဆောင်ကယူနီကွန်ပြောက်ကြားတစ်ခွက်မှရဲဘော်တွေကပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရတယ်။ရင်းစစ်ဆေးဂိတ်မှာဆုတ်ခွာထားတဲ့ဂျပန်စစ်သားတွေကသခိုင်းမျိုးပေါ်ကအင်အားဖြစ်တင်ပြီး၎င်းတို့ပြန်ဆုတ်လာအလန်းတခြားရှိကြတွေကိုလက်နက်ကြီးလက်နက်ငယ်နဲ့ရန်တပ်ပစ်ခတ်ခဲ့ခြင်းကြောင့်ဝါချက်ကြီးအမကလိငတ်တအူလက်နက်ကြီးထိမှန်ကပင်90ကြီးအမပြည်သူတအူလက်ပေါင်မှကြီးထိမှန်တဲ့ရရှိခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ကပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုလက်နက်ကြီးလက်နက်ငယ်နဲ့ရန်တပ်ပြစ်ခတ်မှုလှုပ်ဆောင်နေခြင်းကြောင့်ပြည်သူများအနေဖြင့်စစ်တပ်စစ်ကြောင်းတွေရောက်ရှိလာပါကသတိနဲ့နေထိုင်ကြရွှေနေကုန်းကြားတပ်ဖွဲ့ UGF ကတိပေးထုတ်ပြန်နေ ဆလဗီမြိုင်နဲ့စာလင်ကြီးရင်မပင်ဆက်ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်တပ်လေသည့်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူနောက်သိဆုံးမကွေးတိုင်းမြန်မြို့နယ်နော်ပင်ဟာကိုဂျက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနောက်သိဆုံးခဲ့ကြောင်းမြိုင်တောင်မင်းမြေပြင်တိုင်းမှာပြန်ကြားရေးပွဲကတောင်ရှိသူကပြောတယ်စတေမာလာ24ရက်နေ့မနက်7:39မိနစ်ခန့်မှာမြန်မြို့နယ်နော်ပင်ဟာတော်ဖုန်ကြီးကြောင်းကိုရရှိနေတဲ့ဂျက်ဖက်စစ်တပ်စစ်ကြောင်းကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲကြေးရတင်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ် ထို့သောဒရုန်းနဲ့ဗိုလ်ချဲတိုက်ခိုက်ခြင်းကြောင့်ကြေရနေပြည်သူအသက်40နှစ်ရွယ်နဲ့32နှစ်ရွယ်မျိုးသားနောက်သိဆောင်ခဲ့တယ်။အလားတူစတင်မာလာ23ရက်နေ့ကလည်းမြိုင်မြို့နယ်နော်ပင်ရတော်ပုံကြီးချောင်းကိုဂျပန်စစ်တပ်ကစက်တက်လေဒီနဲ့စီနဲ့ဗိုလ်ချဲတိုက်ခိုက်ပြီးပြည်သူတွေထိခိုက်မှုမရှိကြောင်းသိရပါဗျာ။တို့ပြေစကိုင်းနိုင်ဆိုင်လင်းချင်းမြို့နယ်နဲ့ရင်မပင်မြို့နယ်အဆက်တနေရာကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဆက်တက်လေဒီနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ဒေသပြည်သူတွေကပြောတယ် စတင်မာလာ29ရက်နေ့မော်လဲ17:48မိနစ်မှာစာလင်းကြီးမြို့နယ်နဲ့ရင်းမပင်မြို့နယ်ဆက်ရှိကြရတွေကိုနာမခမတက်လာတဲ့စက်တက်လေးတွေစီကပေါ်ကျတိုက်ခိုက်ခဲ့ပါတယ်။ဆက်လက်ပြီးတော့ဂျိုးပင်ကောင်းတဲ့အုပ်ဖို့မြို့နယ်ဆက်ရှိကြရတွေကိုစစ်တပ်ကနေရာဆက်လိုက် drone လက်နက်ကြီးနဲ့ပြေကတ်တိုက်ခိုက်နေပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရ။ပဲခူးတိုင်းဂျိုးပင်ကောင်းမြို့နယ်နဲ့အုပ်ဖို့မြို့နယ်ဆက်ရှိကြရတွေကိုဂျပန်စစ်တပ်ကနေရာဆက်လိုက် drone လက်နက်ကြီးနဲ့ပြေကတ်တိုက်ခိုက်နေပြီးပြည်သူရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင့်ဒေသပြည်သူတွေကပြောပါတယ်။စတင်မာလာ26ရက်နေ့မှာဂျိုးပင်ကောင်းမြို့နယ် မြို့ကန်ရာကိုဂျက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲဒရုန်းနဲ့ပုံနှံလုံးကျဲကျတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွေပြည်သူတွေထိခိုက်မှုမရှိတော့လဲနေတလုံးဖြစ်စီခဲ့ကြောင်းသိရတယ်။ထိုဘုံကျဲတိုက်ခိုက်မှုတွေဘုံတလုံးကပောက်ကွဲခြင်းမရှိအောင်တော်လန်ရေးရဲဘော်တွေလာရောက်ရှင်းလင်းပေးခဲ့ကြောင်းသိရပါတယ်။အလားတူစတင်မလာ29ရက်နေ့မှာကျိုးပင်ကောင်းတဲ့အုပ်ဖို့မြို့နယ်အဆက်ရှိအလဲကုန်းရဲစကန်ကစစ်သားတွေကဖလံပင်အားကိုဒရုန်းနဲ့ပုံကျတိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်တလုံးပျက်စီးခဲ့ကြောင်းသိရပါတယ် ထို့ပြင်ဂျပန်စစ်တပ်ကဂျိုးပေကောင်းတဲ့အုပ်ဖို့မြင့်တဲ့အဆက်ရှိတောင်စပါးကွင်းရောဖလန်ပင်ရောနဲ့ရာသီရာတို့ကိုလက်နက်ကျင်းနဲ့ပြစ်ကတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်နေအင်းတလုံးပြက်စီကပြည်သူ့ဘေးလွတ်ရာထွက်ပြေးဒိန်းရှောင်နေရပါတယ်။ဆက်လက်ပြီးတော့မင်းအောင်လည်းတဝက်ခီးစဉ်ပြီးရေပိုင်နဲ့စိတ်ကံဘက်ကိုစစ်ကောင်စီကအင်အားတိုးချဲ့နေ။စတင်မာဒတိယဘက်ကတောင်းခဲ့တဲ့စစ်ကောင်ဆောင်မင်းအောင်လည်းတဝက်ခီးစဉ်နောက်ပိုင်းမှာရှင်းနဲ့စိတ်ကံစီမံကိန်းနဲ့ဆက်ဆက်နေရတယ်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးခြင်းနဲ့အတူအင်အားတိုးချဲ့တာလည်းလှုံ့ဆောင်နေရလို့ဒေသတွင်းစေတရင်မြေကပြောတယ်။ အဲ့လိုစစ်ကြောင်းထုတ်ထက်ပြီးတော့အင်အားတိုးကျရမှာတဝက်ရင်နဲ့စိတ်ကန်းနဲ့အနီးဆုံးဖြစ်တဲ့နဘူးလက်ရာဘက်ကိုစစ်ကြောင်းတကြောင်ရင်နဲ့စိတ်ကန်းဘက်ကိုအဝင်လန်းဖြစ်တဲ့မောင်းမကန်ဘက်ကိုအဝင်လန်းဖြစ်တဲ့စစ်ကြောင်းတကြောင်နဲ့ရေဖြူမြွနဲ့နောက်ဘက်ကန်ရက်တော်မူပြားနေတဝိုင်မှာအင်အားထပ်ဖြစ်ရည်လှုပ်ဆောင်နေတာတွေ့ရပါတယ် ။ဆင်းစုအာနာတိန်လိုက်တဲ့2021ခုနှစ်နောက်ပိုက်စေကောင်စရာတဝက်ရင်းနဲ့စိတ်ကစီမံကိုဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိပဲရပ်တန့်ထားခဲ့ရသလိုစီမံကိန်းဧရိယာတွေစစ်တပ်ကလောကျော်ရွတ်တက်ဆွဲတဲ့အစင်သာလောက်ဆောင်နိုင်ပြီ။အဲဒီဆောင်တက်တွေကိုလည်းတော်လိုက်တဲ့ဖွဲ့တွေကမကြာခဏဝင်ရောက်တိုက်ခိုက်နေရပါ။ရှင်နဲ့စိတ်ကပောင်းတဲ့တဝဲထူစီပွားရေးဆောင်မှရှင်နီမြုံနယ်မှာပူပေါင်းဆောင်ရဲဆိုင်သဘောတူစာချုပ်တွေကို2025ဖေဖော်ဝါရီမှာတောက်ခဲ့စစ်ကောင်းဆောင်မြို့လဲရုရှားကိစ္စမှာနှစ်ပတ်သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အလားတူစတီမလာ၁၈ရက်ကတော့ခဲ့တဲ့ဝက်ခီးစင်ပြီးတပတ်ကျော်ကြာစတီမ26ရက်မှာပဲစစ်ကောင်းဆောင်မြန်လိုက်ကရုရှားနိုင်ငံသို့ထပ်မံတောရောက်ခဲ့ပြီးရုရှားနုပြူဆိုင်ကော်ပိုရေးရှင်းညွှန်ကြောင်းနဲ့တွေ့ဆုံကနိုင်ငံပူးပေါင်းဆောင်ရေးကိစ္စရေးဆွေးနွေးခဲ့ကြတယ်လို့စီးပွားစုကိုထောက်ခံတဲ့မီဒီယာတွေမှာဖော်ပြတယ်ရုရှားရဲ့တဝဲအထူးစီးပွားရေးဆောင်မှာယင်းဒီမြုံနယ်မနှနိုင်ငံသဘောတူစာချုပ်တွေကဤပညာဆင်မြင့်ဆက်မှုဆောင်ဖြစ်ဆင်မြင့်တင်တဲ့ပို့ဆောင်ရေးဗဟုအချက်ဖြစ်ဆောင်ရွက်ဖို့အပါအဝင် IT ဆောင်ပို့ကုန်လုပ်ငန်းဆောင်တို့ကိုထားရှိမဲ့အစီအစဉ်တွေပါဝင်ပါတယ်။ ဆလဗီနယ်စပ်မှာထိုင်းနဲ့ကမ္ဘောဒီးယားတပ်တွေပြစ်ခတ်မှုနယ်စပ်မှာထိုင်းနဲ့ကမ္ဘောဒီးယားကြားတပ်တွေကြားပြန်လည်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရတယ်။စတင်မာ29ရက်နေ့မှာထိုင်းနိုင်ငံယူဘောရက်ချာဌာနပြည်နယ်ဘန်နန်ယွန်ခရိုင်ရဲ့6အမအီရန်နာမှာတနက်တွေလက်ပစ်ပုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့ကြောင်းနှစ်နိုင်ငံစလုံးကအတည်ပြုခဲ့ပါတယ်။ နိုင်စံနာမှာရှိတဲ့ကမ္ဘောဒီးယားစစ်သားတွေကစက်တနက်တွေနဲ့စတင်ပစ်ခတ်ခဲ့ပြီးထိုင်းကလည်းလက်တော့ပြန်ခဲ့လို့ဆိုရဲနောက်တော့ကမ္ဘောဒီးယားစစ်သားတွေကလက်ပြပုံနဲ့ပါလှမ်းပစ်ခဲ့လို့ထိုင်းမီဒီယာတွေကပေါ်ပြတယ်။ထိုင်းစစ်တပ်ရဲ့ပြောရေးဆိုခွင့်အရရှိဖို့ကြောင့်ဝင်တိုင်းစပါရီကအမှတ်နှစ်စစ်နယ်မြေတဲက6 MI ဧရိယာမှာနှစ်ဖက်တိုက်ပွဲငါတခုဖြစ်ပွားခဲ့ဆိုရအစီအကံချက်ကိုလက်ခံရရှိထားကြောင်းပြောရင်ပြစ်ခတ်မှုတွေမှာတိုင်းစစ်တပ်နှစ်နိုင်ငံကြားလက်ရှိရယူထားတဲ့ပြစ်ခတ်ရဲ့စိတ်သဘောတူညီမှုပေါ်လေးစားပြီးဖြစ်တဲ့ဖြစ်တိုက်လာလာတုတ်ပြန်ခဲ့လို့ဝင်တိုင်းကဆိုရတယ်။ နန်းစက်ညင်ပေါ်မှုကိုကြောင်းပြပြီးတော့9ရက်ကြာစစ်စေးပြိပခဖြစ်ခဲ့ပူတဲ့နှစ်နိုင်ငံကြားဆူလိုက်လောက်ကမှပြစ်ခတ်ရက်စဲခဲ့တဲ့နောက်ပိုင်းဟာဒါပထမဆုံးချိန်ပြန်လည်ပြစ်ခတ်ကြတဲ့အဆင့်ရောက်လာတာပါတဖက်မှာတော့ကမ္ဘောဒီးယားရဲ့ဖနွန်ပင်ပို့စ်တင်ဌာနကစစ်ဘက်ရေးပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတယောက်ကိုကုတ်ကားပြီးရန်စပစ်ခတ်မှုကိုစတင်ခဲ့ရာဟာထိုင်းစစ်သားတွေသာဖြစ်တယ်လို့ဆွဆွဲထားတယ်။ ကမ္ဘောဒီးယားစစ်တပ်အဒီကိစ္စမှာပြည်ထောင်စုမဖြစ်အောင်တိခတ်မိတုတ်ပြန်ပြစ်ခတ်တာလည်းမလုပ်ခဲ့ဘူးလို့အဲ့ဒီမျိုးသမီးကပြောကြခဲ့ပါတယ်။နေဆက်မှာအချိန်လေးတကြော့ပြန်တင်းမာလာမှာကိုဒေသခံတွေကစိုးရိမ်နေပေမဲ့အထိုင်းစစ်တပ်ကစိတ်အေးအေးထားကြဖို့နဲ့ပြည်ထောင်စုကိုနိုင်နိုင်နင်းဆက်လက်ထိန်းသိမ်းကင်တွင်နိုင်စေဖြစ်ကြောင်းမှခံထားပါတယ်။ဆလဘီရန်ကုန်မှာရခိုင်ပြည်သူတွေကိုမှတ်ပုံတင်တဲ့ UID နံပါတ်၁၀ကောင်စီတောက်ပေးနေ ရန်ကုန်တိုင်းဒေသကြီးတက္ကသိုလ်မြင့်တယ်မှာရန်ကုန်ရရက်ကြိုင်လူမျိုးတွေကိုဘန်ကင်းစီမံချက်အဆင့်၃ရာစုကအိမ်တော်စုစီမပုံနေပြုလုပ်ပေးခြင်းနဲ့ unit ID နံပါတ်တွေထုတ်ပေးခြင်းကိုစစ်ကောင်စီကပြုလုပ်ပေးနေကြောင်းသိရတယ်။စတေမာနဲ့ဆက်ချာနဲ့စစ်ကောင်စီအများကြီးရုပ်မြင့်တန်ချာမှထုတ်ပြန်ထားပြီးတက္ကသိုလ်မြင့်တယ်ဦးစီးမှုရုံမှာရက်ခိုင်ပြည်လောကကယုံနေပြည်ယာယီဖွင့်လှစ်ထားကြောင်းဆိုတယ်။ အိနာစုစင်ရတဲ့ပြုတ်လုတ်ခြင်းပြင်စင်ဖြည့်ဆွတ်ခြင်းမပုံတင်တဲ့ပြုတ်လုတ်ခြင်းပျောက်ဆုံးပျက်စီးလုတ်ခြင်းနဲ့ EID စနစ်နဲ့ unit ID နံပါတ်တွေထုတ်ပေးနေရလို့စစ်ကောင်စီကပြောတယ်။ဒါကြတဲ့မြို့နယ်ဦးစီးမှုရုံးမှာရက်ခိုင်ပြည်ရဲပြန်တဲ့ပောက်တော်မြို့နယ်ရဲ့လာဝကရုံတွေကိုရိုက်ပွင့်လက်ထားကြောင်းသိရတယ်။ရန်ကုန်ရရှိပြောင်းနေထိုင်ကြရက်ခိုင်ပြည်သူတွေကအိတော်စုလူရင်စင်းနဲ့နိုင်ငံသားစီစီကပြအဆင်ပြေစွာဆောင်ရွက်ပေးနိုင်။ရှားရုံတွေဖွင့်လက်ပြုတ်လုတ်ပေးနေခြင်းဖြစ်ကြောင်းစစ်ကောင်စီကဆိုတယ်။ရက်ခိုင်ပြည်မြို့နယ်၁၉ခုနဲ့မှာ၁၄ခုမှာ ်အားကားတော်ရေကတိတ်ပိုက်ထားပြီးသုံးမြနယ်ကသာစစ်ကောင်စီကထိ ंच ုပ်ထားနိုင်ခြင်းဖြစ်တယ်အေးထိုင်းချောက်ထိုင်းဒေသတွေမှာဒေသခံပြည်သူတွေမှာရန်ကုန်မြို့သို့ဆေးဘေးရှာရရှိနေကြပြီး၎င်းတို့ကမြန်မာနိုင်ငံသားဆိုင်ကိုအကျက်လက်တွေကိုပြုလုပ်ပေးနေခြင်းဖြစ်တယ်။ဆေးကောင်စီထိုင်းချောက်ထိုင်းစစ်တပ်မြို့မှာရခိုင်မြောက်ပိုင်းရှင်မြို့နယ်ချေလောက်ကရုံတွေကိုတွေ့ဖက်ဖွင့်လှစ်ထားပြီးရန်ကုန်မြို့သားကေတာဗဟန်ဆိုင်မြို့နယ်မှာလည်းရခိုင်တောင်ပိုင်းကမြို့နယ်ချေလောက်ကရုံတွေကိုတွေ့ဖက်ဖွင့်လှစ်ထားခြင်းဖြစ်တယ်။ရန်ကုန်မြို့တွေတွေ့ဖက်ဖွင့်လှစ်ထားရခိုင်ပြည်ကလောက်ကရုံတွေမှာအင်အားစုစည်းမှတ်ပုံတွေ UID နံပါတ်တွေပြုလုပ်ရမှာ ဒေသခံပြည်သူတွေမှာဝန်ထမ်းတွေရဲ့အဆမတန်ငွေကြေးတောင်းယူခြင်းတွေကိုခံနေကြရတဲ့ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့တွေကပြောဆိုထားကြပါတယ်။နားဆင်အားပေးကြတဲ့အတွက်ပဲကျေးဇူးတင်ရှိပါရှင်။